အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့အကြောင်းမျိုးမျိုးကြောင့်ကိုဆက်ပြီးအသုံးမပြုကျင်တော့တဲ့ Facebook page တွေကိုအပြီးဖြတ်ပုံဖြတ်နေနဲ့ခရရာကြီးဖြတ်ထားလို့ရမယ်နီလန်းနှစ်ခုကိုအစာသွင်းရှင်းပြပြီးသွားမှာဖြစ်ပါတယ်အဲကျွန်တော်ဘာအကြောင်းကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့ page ကိုဆက်ပြီးမသုံးကျင်တော့ဘူးဆိုရင်ကျွန်တော်အခုပြရဲ့နီလန်းလေးအတိုင်းဆက်ပြီးတော့အော်ဖြတ်လို့ရတယ်ပေါ့နော်ခရရာကြီးလည်းဖြတ်ထားလို့ရတယ်လို့လုံးဝအပြီးလည်းဖြတ်လို့ရပါတယ်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Facebook account တွေကိုတစ်ချက်ဝင်လိုက်ပါအဲဝင်ပြီးပြီဆိုရင်ကျွန်တော်ဓာတ်ပုံအပြည့်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီ admin account ပေါ့နော် ့အဲ့ဒါမဲ့ကောက်ကြီးဖြစ်နေမှာပေါ့ဟို profile ကောက်ပေါ့နော်တာမန်သုံးပြီးတဲ့ကောက်ကြီးဖြစ်နေမှာအဲ့ဒီအကောက်ကနေပြီးတော့ကျွန်တော်ပေးနေရလေးကိုရုံလုံးချင်းရမယ်ချိန်မှုအတွက်ဆိုရင်ကျွန်တော်အခုမြှားထုတ်ပြပေးထားတဲ့ menu button လေးတုံးတယ်တော့မဟုတ် profile နေရာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော် နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲရဲဆိုရဒီမှာအဒမင်အကောက်လေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအကောက်ကလေးကနေပြီးတော့ကျွန်တော်ပေးနေရကိုချိန်မှာပေးနေရကိုချိန်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အခုမြှားထုတ်ပြပေးထားတယ်ဒီမြှားလေးပေါ့နော်ဒီမြှားလေးအောက်ဆိုင်ထားတဲ့ပုံစံလေးပေါ့အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီနေရာမှာဘယ်ပေးတွေကကိုထဲမှာအဒမင်ဖြစ်နေတယ်ဒီအကောက်ထဲမှာအဒမင်ဖြစ်နေတဲ့ပေးတွေပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီနေရာမှာကိုအခုဝင်ပြီးတော့တခုလောက်ချင်တဲ့ပေးကိုနှိပ်လိုက်ပါတော့ကျွန်တော်က sample ပြပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့ testing 567ဆိုတဲ့ဒီပေးလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီ RMN အကောင့်နေရာနေပြီးတော့ pay နေရာကိုကျွန်တော်ပြောင်းပြီးသွားပြီဖြစ်ပါတယ်ပြောင်းမှုရပြီဆိုရင်ဒီ page ကိုဖြတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီခုနအတိုင်းပဲပေါ့နော်ဒီ profile နေရာလေးတော့မဟုတ်ဒီ attend လေးတော့တဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်ပေါ့နော်အဲဒါပေမဲ့ခုနလိုမျိုးရရဲဆိုပြီး element ကောင်းမဟုတ်တော့ဘူး testing 5670ဆိုပြီးတော့ page name နဲ့ page နေရာကိုရောက်သွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီအောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်အောက်ကိုနည်းနည်းဆွဲလိုက်ပြီဆိုရင်ကျွန်တော်ဒီ page နဲ့ပတ်သက်ပြီးတော့ဒီ page မှာ setting privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျအဲ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်အပေါ်ဆုံးမှာပဲလူပုံစံ profile ပုံစံလေးနဲ့ setting ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ့ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့ဒီ setting ဆိုတာလေးကို setting လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်အောက်ဆုံးနှားဒီဆွဲလိုက်ပါဗျာအိုးအောက်ဆုံးဒီဆွဲလိုက်ပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီနေရာမှာ asset and control ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျဒီ asset and control ဆိုတာလေးကိုတွေ့အောင်ရှားလိုက်ပါရှားပြီးဆိုရင်အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့ နှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့ပေ့ကိုကျွန်တော်ဘယ်လိုပုံစံမျိုးဖြတ်ချင်တာလဲပေါ့နော်အဲလုံးဝဒီနေရာမှာပေ့ဖြတ်လို့ရမယ်နီလန်3နီးရှိရယ်ကျွန်တော်ပေ့ကိုလုံးဝအပီးဖြတ်ချင်တာမျိုးဆိုရင်တော့ဒီအောက်ဆုံးမှာရှိရယ် delete ပေ့ဆိုတာလေးကိုရွေးပါအဲ delete ပေ့ဆိုတာလေးကိုရွေးပြီပေါ့နော်ဒီအောက်ဆုံးမှာရှိရယ် delete ပေ့ဆိုတာလေးကိုရွေးပြီပါဒါမှမဟုတ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပေ့တွေကိုခဏတစ်ဖြုတ်ပဲကျွန်တော်ဒီ activate လုပ်ပြီးတော့ဟောခဏတစ်ဖြုတ်ပဲပေါ့နော်ပြီးရင်ကျွန်တော်တို့ပြန်ဝင်ပြီးတော့3မှာခဏတစ်ဖြုတ်ပဲဒီ activate လုပ်ထားချင်တာမျိုးဆိုရင်တော့ဒီဒီ activate ပေ့ဆိုတာလေးကိုရွေးပြီပေါ့နော်ဒါမှမဟုတ်အဲကျွန်တော်ကခဏတစ်ဖြုတ်တော့ခဏတစ်ဖြုတ်ပဲ ဒါပေမဲ့ unpublic လုတ်ပြစ်လိုက်ချင်တာမျိုးဆိုရင်တော့ဒီ unpublic ပေးကိုရွေးပေါ့နော်စိတ်တိုင်းကျဟာကိုရွေးကျွန်တော်ကလုံးဝဖြတ်တဲ့ဟာလေးနဲ့စမ်းပြပြီးမယ်သဘောတရားအတူတူပဲပေါ့နော်အဲကျွန်တော် delete ပေးကိုယူလိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာ cancel နဲ့ continue ဆိုပြီးရှိရယ် continue ဆိုတဲ့အပြောင်း cloud လေးကိုနှိပ်ပြီးတော့ရှေ့ကိုဆက်သွားမှာဖြစ်ပါလိမ့်ဗျဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ရှေ့ကိုဆက်သွားလိုက်ပါခင်ဗျာ အဲဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်သူက Facebook ကိုဘာကြောင့် Facebook ပြီးဖြတ်ချင်တာလဲဆိုရဲဒီ reason ပေါ့နော်အကြောင်းပြချက်ကလေးလာပြီးတော့မေးလိမ့်မယ်ကျွန်တော်ကြိုက်တဲ့ဟာတစ်ခုသာရွေးလိုက်ပါအဲစိတ်တန်းညာဟာတစ်ခုရွေးလိုက်ပါနော်ရွေးပြီးပြီဆိုရဲဒီလိုမျိုးပေါ်လာပြီဆိုရဲကျွန်တော်ဒီညမှာ continue ဆိုတာလေးကိုနှိပ်ပြီးတော့ share ဆက်သွားလိုက်ပါဗျအဲဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီဒုတိယတစ်ဆင့်နေနဲ့ continue ဆိုတာလေးကိုပဲနှိပ်ပြီးတော့ share ဆက်သွားလိုက်ပါခင်ဗျာအပီပီဆိုရင်ကျွန်တော်တို့ဒီ admin ကောက်ပေါ့နော်ကျွန်တော်အခုဝင်ထားတဲ့ admin ကောက်ရဲ့ password ကိုဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျကိုယ့်ရဲ့ ဟို element ကောက် password ရိုက်ထည့်လိုက်ပေါ့နော်ကျွန်တော် element ကောက် password ကိုရိုက်ထည့်ပြီးတော့ continue ကိုနှိပ်လိုက်ဒီလိုမျိုး cancel နဲ့ delete ဆိုပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ကပြေကိုအပြီးဖြတ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ delete ပေါ့နော်အကဲမိတ်ဆွေတို့ကအပေါ်က unpublic လို့ဒါမှမဟုတ် deactivate ပေးလို့ရွေးခဲ့ဆိုရင်အဲ့လိုမျိုးစာမျိုးပေါ်မှာဖြစ်ပါတယ်အဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးပါကျွန်တော်က delete ကိုပဲနှိပ်လိုက်မယ်ပေါ့နော် အဲဒါဆိုရင်တော့ပြီးရင်ဒီလိုမျိုးလော့ထွက်သွားပါလိမ့်မယ်ဗျာဒီလိုလော့ထွက်သွားပြီဆိုတာနဲ့မိတ်ဆွေရဒီပေးကိုရက်30အတွင်းပြန်မဝင်မထားမှာဖြစ်ပါတယ်ရက်30အတွင်းပြန်မဝင်ဒီပေးကအော်တိုလုံးဝပြတ်သွားမှာဖြစ်ပါတယ်အဲဒါပြင်မဲ့ကျွန်တော်ရက်30အတွင်းပြန်ဝင်လိုက်မယ်ဆိုရင်တော့ဒီပေးကကျွန်တော်တို့ဟိုအက်တစ်ပြန်ဖြစ်သွားမှာပေါ့နော်ပြတ်တော့မှာမဟုတ်ပါဘူးဗျာဒီနီလာလေးနဲ့ကိုယ်ဆက်ပြီးတော့အသုံးမပြုကျင်တော့တဲ့ပေးတွေကိုကျွန်တော်တို့ဖြတ်လို့ရပါတယ်ခင်ဗျာခဏယာယီဖြတ်ချင်တာဖြစ်ဖြစ်အပီးဖြတ်ချင်တာဖြစ်ဖြစ်ဒီနီလာလေးနဲ့ဖြတ်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒုကျင်းသူအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ